အားလုံးမင်္ဂလာပါမလန်းလိုင်း entertainment မှာပြန်လည်အကြိုဆိုလိုက်ပါတယ်ကျွန်တော်တို့ကလန်းလိုင်း entertainment ကနေ season အလန့်အသစ်တွေကိုစင်ဆက်မပြတ်တင်ဆက်ပေးနေမှာဖြစ်လို့ subscribe like share လေးတွေနဲ့အားပေးကြဖို့မေတ္တာရခံကြပါတယ်အားလုံးကိုကျေးဇူးတင်ပါတယ်လူပေးတဲ့အတွက်ကျေးဇူးတင်ပါတယ်ဟုတ်ကဲ့ခုချိန်မှာတော့ကျွန်တော်တို့အစင်းနဲ့ဖြတ်ကြပြီဆိုလို့ရှိရင်တော့ကျွန်တော်ရဲ့အစီအစဉ်လေးကိုစလိုက်ကြရအောင်ဗျာဒီခေတ်လေးမှာတော့ရွှေကောင်းပါလေးကို လိမ့်စိတ်အရန်တက်ကြွစေပဲမလုံခင်ပါစော့ပေနေများသောတင်ဆက်ပေးချင်ပါသေးအရင်အသာမပြောခင်အလုံးသိထားတဲ့ဖယူသိဒါမှမဟုတ်တမေဖြူသောအရင်ပြောပြမယ်နော်အရာပြီးမှပဲရှစ်ကောင်မလေးကိုလိမ့်စိတ်အရန်တက်ကြွစေပဲမလုံခင်ပါစော့ပေနေများသောအရင်ဆက်ပြောသားတာပေါ့ရှင်ဖယူသိဒါမှမဟုတ်တမေဖြူအကြောင်း ပြိတ္တကြီးရဲ့ဆောင်းလာ25ရဲ့နေဟာကမခယူသိသူမဟုတ်တမင်ဖြူနေဖြစ်ပါရင်ခယူသိသူမဟုတ်တမင်ဖြူဟာတော့လူတိုင်းနဲ့မဆိုင်လာဘူးလို့ထင်ပါရင်အရင်ကဆိုလူတွေကခယူသိဖြစ်လာရင်ယွန်စရာရှက်စရာလို့ထင်တတ်ကြပါရဲ့ဒါပေမဲ့ယွန်စရာရှက်စရာလို့တတ်မှတ်ရလားခယူသိတမင်ဖြူကအထီးအနေဆုံးလို့လား ကုဆန်ထိုင်တာကဆိုရာကိုတော့ဒီအစီအစဉ်လေးမှာပြောပြချင်ပါတယ်။ခရုတဲဆိုရာပါလေခရုတဲဆိုရာကတော့အရေးပြမပုံမှန်အသားရောင်ထက်ဖြော်တဲ့အကွက်လေးတွေပေါ်လာတာပါ။ဒီအချိန်တွေကအရေးပြတဲ့မကပဲစပိန်မြေတောင်ဝေးနှက်ခေါင်းနဲ့ပါဇက်အတွင်းမှာပေါ့ဒီလိုအကွက်လေးတွေဖြစ်ပေါ်နိုင်ပါတယ်။ဘယ်လိုအသားရင်မဆိုးဖြစ်တတ်ပေမဲ့ အသားရောင်ရွှင်တဲ့သူတွေမှာတော့ပိုသေးတာတပါတယ်။ဖာသောဖြစ်တာလေ။လူတွေရဲ့အရေးပြားမှရှိတဲ့ဆဲတွေကလည်းမလနီလို့ခေါ်တဲ့ရောင်ချေပစ္စည်းတွေရှိပါတယ်။မလနီပမာဏပေါ်မှုတွေပဲလူတယောက်ချင်းစီရဲ့အသားရည်တွေက မတူကွဲပြားနေတာပါ။ဒီလိုမလနီထုတ်ပေးတဲ့ဆဲတွေသိသွားတော့ဒါမှမဟုတ်မလနီဆက်မထုံနိုင်တော့တာမျိုးဖြစ်ရဲ့ ခရုသေးပြလာပါတယ်။မလန်တဲ့ထုတ်တဲ့ဆဲတွေလုပ်ငန်းဆက်မလုပ်နိုင်တော့တိတ်သွားတာတွေကဒီလိုအကြောင်းအရာတွေကြောင့်ဖြစ်နိုင်ပါတယ်။ကိုခံအားကပုံမှန်မဟုတ်ပဲမလန်တဲ့ထုတ်တဲ့ဆဲတွေကိုပြန်တိုက်ခြင်း၊မြူယူလိုက်ခြင်း၊စိတ်ဖိစီးမှုများခြင်း၊နေလောင်ခြင်း၊ဓာတ်ရုပ်ဖြစ်စေတွေနဲ့အထိအတွေ့များခြင်းစတာတွေကြောင့်ဖြစ်တတ်ပါတယ်။အနေရရှိလား ကုသစရာလုံလောက်သစ္စာတော်ယောဂရီနဲ့ဆက်ဆက်မှုမရှိဘူးဆိုရင်တော့မကုသလည်းဖြစ်ပါရဲ့ဒါပေမဲ့ကိုယ်ခန္ဓာပုံပန်မဟုတ်တဲ့ယောဂမျိုးတာရိုင်ရောင်ခြင်းအထာတော်အဟိပြာယောဂများနဲ့ဆက်ဆက်နေမယ်ဆိုရင်တော့သိချာကုသရပါမယ်ဒီလိုယောဂရီနဲ့ဆက်ဆက်မှုရှိမရှိကလည်းဆက်စိတ်ဒီမှာပဲဒီမှာပါကုသတက်လား လူတအုပ်ကနေတအုပ်မကူဆက်တပါဘူးဒါပေမဲ့ခရုတင်စာဖြစ်ပြီးဆိုရင်တော့စဖြစ်တဲ့နေရာကနေတခြားသောခန္ဓာကို အစိပ်ပိုင်းတွေမှာပါဆက်ဖြစ်တတ်ပါတယ်ဒါဟာကုဆေယောကမဟုတ်ပဲအရင်ပြားကအရှောင်ဖြောသားရုံသာဖြစ်တဲ့အတွက်ဒါကိုယုံစရာလို့သတ်မှတ်ဖို့လဲမလိုအပ်သလိုရှက်စရာလည်းမလိုပါဘူးကုသလို့ရလားအရင်ပြားကြွတဲ့ဆရာဝန်တွေနဲ့ပြတာပဲ လိမ့်စိတောက်စိနဲ့ကုသလို့ရနေပါပြီ။လိစာကုရုံးနဲ့လည်းကုသနိုင်ပါရဲ့။ဒါဆိုရင်ခယူသေးတို့မဟုတ်တမေဖြူသောအတော်တဲ့သိနာလေးတော်မိတ်ထင်ပါရဲ့။မိမိပဝဲခြင်းမှာခယူသေးဖြစ်လာသူရဲ့ရှိရေးဒါဟာကုသတတ်တဲ့ယောဂမဟုတ်လို့ကြောက်စရာရှက်စရာမလိုသောကုသလို့ရသောပြောပြပေးစိတ်တမကြောင် မရှင်အောင်ကုညီဖေးမနိုင်သာဖို့မျောလင်းပါရင်ဆက်လက်ပြီးတော့ရှင်ကောင်းမလေးကိုလိမ့်စိအရင်တက်သွားစေပဲမလို့ခင်စပိနေများသောတင်ဆက်ပေးစမရင်စမရောကိုစိတ်သွာလာစေပဲကိုလက်မတည်တော်မီနန်းရှုပ်စိတ်စွာပိနေများသောပြောပြမိန်တော်ကိုလက်မတည်တော်မီနန်းရှုပ်ပုတ်တဘူဟာစစ်တဲနေတော်တဲ့ခါအရေးကြီးဆုံးဖြစ်ပါတယ် ကိုလန်ဖနီနော်ပဲနန်းရှုပ်ဖတ်တဲ့ဆိုရာဟောတိတ်အောင်လေတယောက်နန်းယုံဖဲ့ရဝဲမဟုတ်ပါဘူးဒိတ်တဲ့အများကြီးပေါ်ပါရယ်ကျမရဲ့ခန္ဓာကိုယ်တစ်ခုလုံးကိုမြောက်မြတာတာထိမိဖို့လိုတယ်လို့အရေးကြီးတဲ့နေရာကိုအရေးကြီးတဲ့နေရာကိုအရေးကြီးတယ်လို့လောက်တတ်ဖို့လိုပြီးကျမစိတ်ကိုကြွားလာလုပ်ပေးဖို့အရေးကြီးပါရယ်အခုပြောပြမယ့်အချက်၃ချက်ဟာကျမတို့မိခလေးတွေ စိုက်တဲ့တဲ့ကိုလည်းမနေတော့ဘီနန်းရှုပ်သောတာမှုတွေဖြစ်ပါတယ်။ယောက်ျားလေးအများစုဒီလိုမလောက်တတ်ကြတာဟောစိတ်မကောင်းစရာပါပဲနော်။ရှင်တို့လောက်တတ်ဖို့စက်ကြည့်ပေးပါနော်။မထင်မတဲ့နေရာမှာစိတ်ကြလာအောင်လုပ်ပေးခြင်းမထင်မတဲ့နေရာမှာဆိုရာဟောရုပ်ရှင်ရုံပန်းစံလိုနေရာမျိုးမှာရှေ့အဖို့ကောင်းပါလေကိုစိတ်ကြလာအောင်ကစားပေးတာကိုဆိုလိုပါတယ်။ တက်ခါရဲစစ်တဲ့နီတော့ဘုံမဖြစ်နိုင်မိမဲတက်လက်ဖို့ဖို့တွေကသမိုင်းအိန္ဒိယဝင်သွားတာမျိုးနဲ့ရုပ်ရှင်ရုံထဲမှာပေါင်တွေသားရဲလက်ရောက်သွားတာမျိုးဟာ စိတ်သွာလာစေတော့အမှန်ပါပဲဒါပေမဲ့ဒီလိုလောက်တာဟာအနေရရှိပြီးစွန်စားရတာမို့မပိုင်ပဲကစားမရတော့ပမျောလေးနဲ့စိုးစိုးရဲစစ်လာနိုင်တာကိုလည်းတရေပြူမိဖို့လိုပါတယ် ဆိုင်ဟာထပ်တက်ဖို့ရှိတဲ့ရှောင်းပြောင်းအနေအထိတ်သားသည် ဖြည်းဖြည်းနဲ့မှန်မှန်ဆိုင်ဟာထပ်တက်ဖို့ရှိရှိနဲ့နန်းနာဟောဘယ်ကိုမှ မရောက်တော့နိုင်ပေမဲ့ကျမရဲ့စိတ်ကိုမယုံမယောဖြစ်လာစေမှသိကြပါရယ်ဒီလိုဆိုင်ဟာထပ်တက်မှုရှိတဲ့အနေကိုနှစ်ယောက်စလုံးစိတ်ပါပါနဲ့နန်းနေဆိုရင်နှစ်ယောက်စလုံးကို စိတ်ချလာစေမှဖြစ်ပါရယ်ဆိုဆိုပြီးအပြန်အလှန်နှမ်းရှုပ်ဆောင်ရမှုရှိတဲ့အတွက်ရှောင်းနေတဲ့နဟော စစ်တန်ဒီနော်ရဲပုံစံတဲ့အနောက်တရန်တူပါရယ်ဒါကြောင့်ဒီလိုနိုင်တဲ့ခေါင်းနှစ်ယောက်စလုံးကိုစိတ်ချလာစေတာဖြစ်ပါရယ်ဒီလိုနှမ်းထားတဲ့ခေါင်းအချိန်နဲ့နေရာကိုသိချရွေးချယ်ဖို့လိုပြီးအလေးစလုံးမဖြစ်ဖို့နဲ့အာများစီမတုံ့ပြန်ဖို့လိုပါရယ်တယောက်နဲ့တယောက်ရဲ့အကြိုက်စင်မတူတာမို့အပြန်အလှန်နှားလည်မှုရှိရှိနဲ့တယောက်ကိုတယောက်လိန်လာပြီးနှမ်းစာရမှာဖြစ်ပါရယ် နည်းနည်းထမ်းမိတာနဲ့စစ်တင်နီနော်တာမျိုးမလုပ်ပဲနှိမ်အောင်ဆလရဲ့ချစ်ချင်းမြတ်တာနဲ့စိတ်ရောထပ်ထမ်းမှုကို အနန်းကနေဖလဲစားဖို့လဲအရေးကြီးပါတယ်။လဲဘေးမှာနန်းမောင်မိန်ကလေးရဲ့လဲဘေးဟာ ရောက်ကြောင်းလေးတွေထပ်ဖို့ပဲခံစားရလွယ်တာမို့လဲဘေးမှာနန်းလိုက်တဲ့အခါသူ့မကိုစိတ်ချဖို့ပုံလွယ်ကူစေပါတယ်။ဒီလိုနန်းဖို့အလင်းဆလိုလို့ကိုမလိုပါဘူး။လူညံပေမဲ့ တင်းစက်တဲ့အနံတွေနဲ့သူ့မကိုစိတ်ပါလောင်လှုပ်ပြီးသူ့မစိတ်ပါလာတဲ့အခါလယ်ပင်မှာနမ်းလိုက်တာသူ့မကိုအစိုက်တွေစီမှသိကြပါတယ်လယ်ပင်အနောက်ပိုင်းတဲ့ပခုံးတွေဟာဒီလိုစာနမ်းမှုအခေါဆုံးနေရာတွေဖြစ်ပါတယ်ဒီနေရာတွေကိုနမ်းပြီးသွားရင်အရှိတ်ကိုရွှေ့ပြီးနမ်းလို့ရပါပြီတွေးထွေးပေမဲ့စုပ်စုပ်တဲ့သိရှာလေးနဲ့နမ်းမိတဲ့သိရင်နဲ့သူ့မလေးတိုင်းမှာရှောက်ပါတဲ့အခါ သူမကိုအာခါသာရရောက်သားသလိုခံစားရစီမောင်းဖြစ်ပါရယ်တရီထာမီတာကလေပင်တရားဟာထိလွယ်ရှာလွယ်တာမို့ခက်ချန်ချန်တန်လာရေးတုံးလေးရလောင်ကိုပြောက်တဲ့အရာတွေထင်သွားနိုင်ပါရယ်နော်ကဲဒီလားဆိုရင်ရွှေကောင်မလေးကိုလေးစိတ်အရက်တကြစေမဲ့မလောကေမစာပေနေများသောနောင်လေးသဘောပေါက်ကြမယ်ထင်ပါရယ်နော်နောင်လေးကစာပေလက်တွေအသုံးချစီပါရှင် ဒီကနေ့တင်ဆက်ပေးဖို့တော့ဒီမှာပဲခေတ္တရန်နာဝင်ပြပါရှင်။နောက်ထပ်လည်းကျမတို့ channel ကလည်းဘုသူတော်ဖြစ်စေမဲ့ဇာလေးတွေကိုရွေးချယ်တင်ဆက်ပေးမှာမို့စောင့်မျှော်အပ်ပေးကြပါရှင်။ကျေးဇူးအောင်ပေးခဲ့တဲ့ပရိသတ်တရားစီစီကိုသိစုလူပဲတင်ရှိပါရှင်။